တော့မပြောင်းရသေးဘူးနိုင်တာ28ဦးရှိသွားပြီကိုလိုလော28ရပါမပြောင်းမဲနိုင်နေပြီဒီခိုင်မျိုးကမပြောင်းမဲနဲ့နိုင်နေပြီလို့ပြောရင်ခါတော့အန်အားသင့်မယ်နော်မပြောင်းမဲနဲ့နိုင်နေဆိုတိုင်တော့မပြောင်းသေးဘူးဒီခိုင်မျိုးကနိုင်သွားရဆိုတာလေအဲ့ဒါအန်အားသင့်စရာမကောင်းဘူးလားဘာလို့ဆိုတော့အခုမှဗျာကိုလိုလောင်းစင်းနေထုတ်ပြန်ပြီလို့ပြေအောင်ရှိသေးတယ်ဘာဖြစ်သွားလဲဆိုတော့ပြေရကျတော့နိုင်နေပြီ28ရောက်တယ်ကျွန်တော်အခုသတင်းစင်းနေရတာဘုံပြန်ပြန်အဲ့တော့အဲ့28ရောက် ော်တိုဖြစ်သွားပြီအဲ့တော့ကြိုးတော်ကွန်ဂရက်ကွန်ဂရက်ရှင်လေးကွန်ဂရက်ကျူလေးရှင်းလောက်ထားမှာပေါ့လေနော်ဒီကောက်ပဲကျင်းပါမယ်လို့ကြေညာပြီးသွားပြီဘေးပါတီဝင်းမပြန်ရပါဘူးလို့ကန့်တတ်မထားဘူးခမရတို့တက်တီရှိရင်ဝင်ရွေးခမရတို့တက်တီမရှိလို့ကြောက်လို့လွဲတယ်ပြီးခိုင်ဖြိုးကတက်တီရှိလို့ဝင်ရွေးချက်လက်ခံတယ်ကြောက်ရင်လွဲမယ်ခြေတဲ့သူမင်းဖြစ်တယ်ပြီးခိုင်ဖြိုးကိုစလဲလောင်း28ဦးပြိုင်ဘက်ကင်းအနိုင်ရသည့်အပေါ်မပုတုမဟာသွေးနှင့်ကြုံမျိုးမင်းတို့ပွဲဖြစ်နေသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာမင်္ဂလာပါ တယောက်တည်းပြိုင်တာပထမဆုံးရတယ်ဆိုသူလိုပဲရွေးကောက်ပွဲမဆခင်တည်းကတပါတီတည်းရှိတဲ့အတွက်မပြိုင်ခင်တည်းကနိုင်နေတဲ့ပြည်ခိုင်ဖြစ်မှုပါတီကြောင့်ဝေးဖန်ပါမယ်လက်ရှိမှာဇာတ်ရိုက်ဒေတာကြီးရတချို့ဒေတာတွေတင်းနေလာကြီးရှမ်းကရနေစက်ကချင်ပြည်နယ်နဲ့တချို့ဒေသတွေမှာပေါ့နော်။အပြည်ခိုင်မျိုးပါတီတပါတီရဲ့ရှိတဲ့အတွက်မပြိုင်ခင်တည်းကဘယ်သူမှမဲမပေးရင်တော့နိုင်တဲ့အနေထားရှိနေတယ်ပေါ့။အာဆိုတော့ဒါစစ်တပ်နဲ့တပ်ခိုင်ရင်းနဲ့ပေါင်းပြီးလဝချင်းရိုက်တဲ့ရွေးကောက်ပွဲပါဆိုပြီးပြုဆောင်မှုတွေရှိရဲဝေဖန်မှုတွေရှိရဲ။အာဒီကိစ္စနဲ့ပတ်သက်လို့လူမျိုးမျိုးစိတ်ထွေထွေရှုထောင့်မျိုးမျိုးရှိကြတယ်။ ကျွန်တော်ကျမမဘုဒ္ဓမဟာသူရဲ့အမြင်ကိုစကားလေးတခွန်းလေးနဲ့လိုရင်းတို့ရှင်းပြောမယ်။ကြောက်တက်လို့လွဲတယ်ရဲတဲ့သူမင်းဖြစ်တယ်။ကြောက်တက်ရင်လွဲတယ်ရဲတဲ့သူမင်းဖြစ်တယ်။ခမားတို့ကြောက်လို့ဝင်ပြီးတော့မပြိုင်တဲ့တွဲခမားတို့လွဲသွားတယ်။သူတို့တတ္တိစီလို့သူတို့ဝင်ပြိုင်တာ။ဒီစကိုင်းလိုက်ဒေတာကြီးအခုလက်ရှိရင်းမဲ့ပင်စားလင်းကြီးလို့ပုံစံမျိုးကနေလို့ပုံစံမျိုးဟုတ်မလဲမင်းကင်းစစ်မဲ့ဖြစ်ပေါ်တဲ့ဒေတာတွေဒီဒေတာတွေမှာတက်မတော်ရွေးကောက်ပွဲကျင်းပါမယ်လို့ကြေညာပြီးသွားပြီ။ဘဲပါဒီဝင်မပြိုင်ရပါဘူးလို့ကန့်တတ်မှထားဘူး။ခမားတို့တတ္တိစီဝင်ပြိုင်လို့ရတယ်။ ခင်ဗျားတို့တက်တီမရှိလို့ကြောက်လို့ခင်ဗျားတို့လွဲသွားတယ်သူတို့တွေတက်တီရှိလို့ရဲတဲ့သူမင်းဖြစ်တယ်ဒီအတွက်ဘာမှထွတ်ထွတ်ထွတ်တွေပြောနေကြမလို့ဘယ်ပါတီကဝင်ပြီးတော့ရွေးချယ်မခံရဘူးဆိုပြီးတတ်မှတ်ထားတာမရှိဘူးတိုင်းငံလုံးမှာဝင်ရောက်ရွေးချယ်ခံမဲ့ပါတီတွေအများကြီးရှိတယ်ခင်ဗျားတို့တက်တီရှိရင်ဝင်ပြီးခင်ဗျားတို့တက်တီမရှိလို့ကြောက်လို့လွဲတယ်ဒီခိုင်ဖြိုးကတက်တီရှိလို့ဝင်ရွေးချယ်ခံတယ်ကြောက်ရင်လွဲမယ်ကျဲတဲ့သူမင်းဖြစ်တယ်နော်အာဆိုတော့ဒီတနင်္လာရေးဖြူဆိုတာကလက်ရှိနောက်နေဆက်တဲ့နိုင်ငံရေးအခင်းကျင်းမှာပထမဆုံးတော့ဆန္ဒပြမှုတွေဖြစ်တဲ့ဒေသပထမဆုံးတော့အကြမ်းဖက်မှုဖြစ်တဲ့ဒေသ ဒီလိုနေရာမျိုးမှာဘဲပါဒီမဝင်ပြီးတော့အသက်အန္တရာယ်ကိုကြောက်လို့စီးစိမ်ဥစ္စာတွေပျက်စီးခံရမှာကြောက်လို့မပြရင်တဲ့အတွက်ကြောက်တဲ့လူတွေလွဲတယ်ရဲတယ်ပြည်ခိုင်ပြုတ်ကမင်းဖြစ်တယ်ဒါကြောင့်မို့ကျွန်မပြည်ခိုင်ပြုတ်ကိုအားပေးတယ်ပါတီနေနဲ့ဆိုရင်တော့ပြည်ခိုင်ပြုတ်ကိုမဲ့ပေးတယ်သဘောကျတယ်အားပေးတယ်လူပုဂ္ဂိုလ်အနေနဲ့ဆိုရင်တော့ကုတေတာမှာဝင်ရောက်ရွေးချယ်ခံမဲ့လူကဘယ်လိုလူမျိုးလဲဆိုတာကိုကြည့်ရမယ်ကိုကပြည်ခိုင်ပြုတ်ပါတီကိုကြိုက်ရင်ကစားကုတေတာမှာဝင်ရောက်ရွေးချယ်ခံတဲ့လူကမိမိဒေတာဖွင့်ဖြိုးရေးမှာမပါဝင်ခဲ့ဘူးဆိုရင်မဲမပေးပါနဲ့နော်ဆိုတော့ လက်ရှိချိန်မှာဟာကျွန်မမိတ်ဆွေတွေနဲ့နိုင်ငံရေးဆွေးနွေးပြတဲ့အခါအကြောင်းအရာနှစ်ခုတွေ့ရတယ်။တချို့သောမိတ်ဆွေတွေကညှို့ပေါင်းဆိုရဖြစ်စေကြကြတယ်။ကျွန်မလုံးဝညှို့ပေါင်းဆိုရမဖြစ်စေချင်ပါဘူး။နော်အနိုင်ငယ်ဆွေးနွေးတဲ့ကောင်မလေးကျမမိတ်ဆွေတွေနဲ့ကျမနဲ့အမြဲတမ်းသဘောထားကွဲလွဲကြတာကိုအရင်ဆက်ဆက်တဲ့ကနော်ကိုအရင်ဆက်ဆက်2020ရွေးကောက်ပွဲပြီးတဲ့ကဒီရွေးကောက်ပွဲကအပြတ်သွားပြီလို့ပြောခဲ့တာကကျမ တမတော်ကအာနာထိမ့်ပြီးတော့အာနာသိမ့်တာမဟုတ်ဘူးနော်တမတော်ကအာနာထိမ့်ပြီးတော့ဖွဲ့စည်းပုံချိန်ကဥပဒေပုံမှန်၄တခွန်၄တရှိရာအာနာထိမ့်ပြီးတချောက်ကရွေးကောက်ပွဲပြန်ကျင်းပပေးလိမ့်မယ်လို့အဲ့ဒီချိန်ထဲက2020ရွေးကောက်ပွဲပြီးပြီးချင်း၂ရက်အလိုတွေကရွေးကောက်ပွဲပြီးပြီးချင်း၂ရက်မှာရဲကျွန်မပြောခဲ့တယ်။နော်အဲ့ဒီလိုမနိုင်ငံရေးရေးဆိုးနေတဲ့အခါမှာကျွန်မမိတ်ဆွေတွေနဲ့ကျွန်မလည်းရန်သမောတာပွဲလဲပြီးတော့တချို့မိတ်ဆွေတွေတို့မခုံနိုင်မပြောနိုင်ဖြစ်သွားကြတယ်လို့အများကြီးရှိတယ်။ယခုလက်ရှိနိုင်ငံရေးအခင်းကျင်းအခုလာမယ့်ရွေးကောက်ပွဲကိုဆွေးနွေးတဲ့အခါမှာလည်းကျွန်မကညွန်ပေါင်းဆိုးရမဖြစ်စေချင်ဘူးလို့ပြောတဲ့အခါတချို့မိတ်ဆွေကနေကျန်သူဖြစ်သွားကြတယ်လို့လည်းရှိတယ်။ နော်ကျွန်တော်နိုင်ငံကြီးရာသဘောထားကွဲလဲမှုဖြစ်တဲ့အတွက်ကျွန်မဝမ်းမနွေဘူး။အားကြောင့်လေတာမန်2010လို2015လို့ရွေးကောက်ပွဲကာလမျိုးဆိုလို့ရှိရင်တိုင်းပြည်မှာအချိန်နဲ့တင်းကြီးအေးချမ်းတဲ့နေရာဒေသအချိန်ခါမျိုးဆိုရင်ညွန်ပေါင်းဆိုရဖွဲ့တယ်ပေမဲ့အခုလိုမျိုးစိတ်ရပြိပက္ခရဖြစ်နေတဲ့အချိန်မှာညွန်ပေါင်းလှုပ်လိုက်လို့ရှိရင် NCA 10နှစ်ပြည့်တယ်လို့ပဲ။နောက် NCA ထိုးတာက10နှစ်ပြည့်သွားတယ်။ဆွေးနွေးပွဲလာလိုက်ညင်းခုန်လိုက်ပြန်သွားကြလိုက်။နောက်တနေ့နောက်တနေ့လာလိုက်ညင်းခုန်လိုက်ဆွေးနွေးလိုက်ပြန်သွားကြလိုက်နဲ့ခီးကရှေ့ကို မရောက်ဘူး။ SCA ဒါ10နှစ်ပြည့်သွားတယ်။ Federal နဲ့ Democracy ကိုအဲ Democracy နဲ့ Federal စနစ်ကိုအခြေခံနဲ့ပြည်အောင်စုကြီးတည်ဆောက်မယ်ဆိုရင်အဲဒီစကားတစ်ခုမှရည်ရတန်နေတယ်။လူတွေအကုန်လုံးကကိုလိုရာကိုဆွဲကြတယ်၊ကိုကူကူမှန်နေထင်ကြတယ်။ဒါကြောင့်မလို့လိုတလောက်ခရင်မပေါ့ဘူး။ခရင်မတွင်ဘူး။ဒါကြောင့်မလို့ဒီအချိန်မှာညှို့ပေါင်းအစိုးရအလိုမရှိဘူး။တပါတီတဲကဥဆောင်ပြီးတော့တပါတီတဲကရှေ့ဆက်မယ်။အဲ့ဒီပါတီကိုထိန်းချုပ်နိုင်မယ်အတိုက်ခံပါတီရှိရင်ရပြီ။ ညုံပေါင်းဆိုးရဖွဲ့လိုက်လို့ရှိရင်ကျင်းတယ်ပေါ့ခရီးတွင်မှာမဟုတ်ဘူးညုံပေါင်းဆိုးရဖြစ်ချင်နေဆိုရင်တော့အခု2025ရွေးကောက်ပွဲကနေနောက်ထပ်တတိယအကြိမ်လွှတ်တော်တက်တန်းရဲ့အလွန်ကြမှာတိုက်ပြီးဒီငယ်အေးချမ်းသွားတဲ့အချိန်ကြမှာညုံပေါင်းဆိုးရဖွဲ့တင်ပါတယ်နော်ဆိုတော့မနေ့ကတော့နိုင်ငံရေးစကားပိုင်းမှာကျွန်မမေးရွှေတွေတော်တော်များများနဲ့ကျွန်မသဘောထားကွဲလွဲပြီးသွားပြီအခု line မှာမတင်လိုက်တယ်ဘယ်လိုမျိုးသဘောထားကွဲလွဲမလဲကျွန်မစောင့်ကြည့်ပါမယ်နိုင်ငံရေးဆိုတာကကိုမှတ်နေထင်တာကိုလက်ခံယုံကြည်ကြတာဖြစ်တဲ့အတွက်လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ် ။နောက်တစ်ခုကကျမကလည်းအဲဒီလွှတ်တော်အမတ်ကြီးလွှတ်တော်ထဲမှာဗျမ်းပါးလေးပြောကြတယ်ရွေးကောက်ပွဲမဲဆွဲစီရောစဉ်ကာလာတော်ကကျွန်တော်တို့ကဘာတွေလုပ်ပေးပါမလဲညာတွေလုပ်ပါမလဲတီးသူကိုဂရီကူးတီးပေးပြီးတော့နော်ဂတိမတီးတဲ့အမတ်တွေကို ထိန်းချောင်းနိုင်ဖို့အတွက် right to recall ပေါ့အပြန်လဲထိန်းချောင်းယူပြီးလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မထက်ခါထက်ခါထက်ခါပြောခဲ့မှုတယ်လက်ရှိချိန်မှာကျွန်တော်တို့မြေပြင်မှာရောအခုလို online မှာရောနိုင်ငံရေးတွေဆွေးနွေးရေးပြောဆိုကြတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီအထက်ထက်မှာအခုလွှတ်တော်မတ်တွေကိုထိန်းချောင်းဖို့ right to recall နဲ့ပတ်သက်လို့နော်လွှတ်တော်မတ်တွေပြည်သူကိုပေးထားတဲ့ဂရုမတည်ရင်လွှတ်တော်တွေကပြန်ပြီးထုတ်နိုင်တဲ့ဥပဒေတည်ပြုဖို့ပြဋ္ဌာန်းဖို့အကြောင်းအရာနဲ့ပတ်သက်လို့ design map ပဲပြောခဲ့တာကျွန်မမကုတုမဟာသူတယောက်တည်းပဲရှိတယ် ဒါပေမဲ့အခုနောက်25ရွေးကောက်ပွဲကာလမှာအခုနောက်25ရွေးကောက်ပွဲပြီလို့တတိယအကြိမ်လွှတ်တော်ပေါ်လာတဲ့အခါမှာအဲ့ဒီလိုမျိုးနော်အေးချင်းမပြည့်တဲ့လွှတ်တော်မှတ်တည်လွှတ်တော်2025ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမဲ့လွှတ်တော်ရွေးကောက်ပွဲတွေရဲ့မဲဆန္ဒနယ်မြေတချို့မှာပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့အမတ်တချို့ပြိုင်ဘက်မရှိဘဲအနိုင်ရထားပါတယ် ပြည်ခိုင်ဖြိုးပါတီကအနိုင်ရရှိထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း28ဦးရှိနေပြီးစုစုပေါင်း3ဆယ့်တနေရာမှာတိုင်းရင်းသားပါတီတွေဖြစ်တဲ့ဝအမျိုးသားပါတီနဲ့အာခအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်တဦးစီပါဝင်နေတာကို UEC ကတီးပြချက်တွေအရသိရပါတယ်။ အနိုင်ရရှိထားတဲ့နယ်မြေတွေဟာကချင်စကိုင်းမကွေးတနင်္သာရီနဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းတွေကဖြစ်ပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့အတွက်ကရန်တိုင်းရင်းသားရေးရဝန်ကြီးနဲ့ကချင်တိုင်းရင်းသားရေးရဝန်ပြီးနေရာတွေအတွက်ပါအနိုင်ရထားတာဖြစ်ပါတယ်။ပြည်သူ့လွတ်တော်အတွက်ဆိုရင်ကချင်ပြည်နယ်တွေကနောင်မုံမန်စီရွှေကူမြို့နယ်တွေစကိုင်းတိုင်းတွေကမင်းကင်းဝန်းတိုမော်လိုက်ကနီစာလင်ကြီးနဲ့ရေဦးမြို့နယ်တွေတနင်္သာရီတိုင်းကရေဖြူလောင်းလုံးမြို့နယ်တွေနဲ့ရှမ်းပြည်နယ်တွေကမမန်းနဲ့ဖဲခုံမြို့နယ်တွေဖြစ်ပါတယ်။ တိုင်းနယ်ပြည်နယ်လွတ်တော်အတွက်ကတော့အများစုကစကိုင်းတိုင်းတွေကဖြစ်ပြီးကောလင်းဝန်းတို့တမူးဘူးတလင်မော်လိုက်ကနီစာလင်းကြီးနဲ့ရေဦးမြို့နယ်တွေမှာရှစ်နေရအထိအနိုင်ရထားတာပါကောက်ပွဲဥပဒေခန်းကိုပုံမှန်၄၀တကအရာမဲဆန္ဒနဲ့တခုမှာကိုစလေလောင်းတဦးရတာရှိရင်ရွေးကောက်ပွဲကျင်းပစေရမလို့ပဲအဲ့ဒီကိုစလေလောင်းကိုပဲအနိုင်ရကိုစလေအဖြစ်ကြီးညာရမှာဖြစ်တယ်လို့ဆိုပါတယ် ရွေးကောက်ပွဲမှာအမတ်လောင်ရအများဆုံးတင်သွင်းထားတဲ့အခြေအနေရအင်အားကြီးပြည်ခိုင်ဖြူပါတီပါတီပြီးရင်ဒုတိယကတစင်းမြပါတီဖြစ်ပြီးတတိယကတော့ပြီးသုံးလုံးပါပြီးသုံးလုံးပါတီတီရဲ့ဥက္ကဋ္ဌဒေါက်တာတသက်ခိုင်ကတော့ငွေကြီးအရှုပ်ရှင်းကြောင်းအမျိုးသားလွှတ်တော်ဥပဒေအရကိုယ်စားလှယ်လောင်းကနေရုတ်သိမ်းခံထားရတာဖြစ်ပါတယ်ဒီလိုဂရီကူတင်ပေးပြီးတော့မတီးတဲ့လွတ်တော်မတီးကိုပြန်ပြီးထိန်းချောင်းဖို့ right away ကဥပဒေကိုအသက်သွင်းတင်လာလို့မေးရင်အခြေအနေချင်းကတော့မဟုတ်သေးဘူးကျွန်မရှုံးမြင်တယ်။ ထပ်ပြီးပြောမယ်နော်လော်ဒော်မယ်ဒီကိုထိန်းချောင်းနိုင်ဖို့အတွက် right to recall ဆိုတဲ့ဥပဒေကိုအတိအပြပြဋ္ဌာန်းပေးဖို့တစ်ချိန်လုံး design ပဲပဲပြောခဲ့တာကျွန်မနော်နေယူခေါ်ပြောခွင့်ရသွားတဲ့အခါလေးကျွန်မပြောပြတဲ့လူကြီးတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်းပြောပြတဲ့အခုလိုမျိုးလူမှုကွန်ရက်မှာအများတုံငါကိုပြန်ပြီး sharing လုပ်တဲ့အခါမှာလည်းကျွန်မပြောပြတဲ့မြန်မာလက်ရှိကျွန်မတို့နိုင်ငံမှာပြည်တွင်းမှာပြည်ပမှာနော်နိုင်ငံရေးနဲ့ပတ်သက်လို့စီးရင်နဲ့ပတ်သက်လို့ဆွေးနွေးတင်ပြတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီထဲထဲမှာဒီချောင်းရောင်နဲ့ပတ်သက်လို့ design ပဲပဲပြောခဲ့တာကျွန်မတက်ရောက်သေးပဲရှိရဲ့ဒါကခုံးစားရမှုကိုကိုကြီးတွေ့တာမဟုတ်ဘူးကျွန်မအရင်ကအဲ့ဒီလိုပြောခဲ့ပေးမယ်အခုအချိန်မှာ ဒီ right to vote ဥပဒေကိုပြဋ္ဌာန်းမှုမလိုအပ်သေးဘူးအချိန်ကာလမကျသေးဘူးလို့ဆိုကြတာ။ဘာလို့လဲ?ရွေးကောက်ပွဲကနော်ဒီမှာစစ်မီးတွေတောက်လောင်နေတဲ့စစ်တလင်းပြည်ကြားထဲမှာခက်ခက်ခဲခဲနဲ့ကျင်းပရတဲ့ရွေးကောက်ပွဲ။စစ်မီးတွေတဟုံးတောက်နေတဲ့စစ်တလင်းပြည်မှာနော်ရွေးကောက်ပွဲကနေလှက်တော့ဆိုတဲ့ပန်းကလေးတစ်ပွဲကခက်ခက်ခဲခဲပွင့်ရတာ ရန်တန်ပုံရန်တန်ဖုံးတန်ကြီးစန်းနေရန်ငွေကြီးကြားကစစ်တလဲပြန်မှာလွတ်တော်ဆိုတဲ့ဘန်းကလေးကအခက်ငယ်ခက်ငယ်ပွင့်ရတာအဲ့ဒီဘန်းလေးကိုကိုကတော့စေတနာနဲ့ဒီဘန်းလေးကိုရေလောင်းပေါင်းတဲ့တက်မြောတာကျွေးလိုက်ပေမဲ့တရားလွန်သွားလို့ရေလောင်းတာများသွားရင်အဲ့ဒီဘန်းကတည်သွားတက်တယ်နောက်ကလာအိမ်မှာဘန်းနေပြိုးတဲ့အခါကြည်ပါဓမ္မဩဇာရဲ့အကျွေးလွန်ရင်လည်းပဲဒီတစ်ပင်လေးကမရှင်းတယ်မကြီးထွားပင်းနဲ့တည်သွားတက်ပါတယ်။နော်ကျွန်တော်ဒီမုံတိုင်းကြမှာစစ်တလင်းမိသားမှာခက်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 ကျင်းပါတယ်ရွေးကောက်ပွဲကိုအဲ့ဒီလွတ်တော်မက်တွေကို right to be cause right နဲ့ချက်ချင်းထိန်းချောင်းလိုက်လို့ရှိရင် ကျမတို့ကတော့စေတနာနဲ့ဒီသစ်ပင်လေးဒီပန်းပွင့်လေးကိုလှမ်းပေါင်းအောင်ရေလောင်းပေါင်းတင်ပြီးရောလက်မီဩဇာကျွေးပေမဲ့အဲ့ဒီကြမ်းတမ်းမှုခံကိုသူတို့မခံနိုင်တဲ့အခါမှာကျစီသွားနိုင်နေ။ဒါကြောင့်မို့လို့တကယ်လို့ဒီ right to recall လွှတ်တော်မယ့်တွေကိုထိန်းချောင်းနဲ့ဥပဒေလုံးချင်နေဆိုရင်တော့အနည်းဆုံးလွှတ်တော်တက်တန်းတဝက်ကျိုးတဲ့အချိန်ကမှပြဋ္ဌာန်းတင်ပါလေ။အခု2025 26ဆိုရင်29 28 2028အကုန်2029ဒီလို2နှစ်ကျော်3နှစ်လွတ်တော်တက်တဲ့2နှစ်ကျော်3နှစ်ကြာက ပြီးမြင်တဲ့ကြာပြီးတဲ့အချိန်မှသာနော်ဒီနှစ်နှစ်ကျော်သုံးနှစ်တွင်မှာပဲအမတ်တွေကဘလို့ပြည်သူကိုပေးခဲ့တဲ့ခေကူတွေကိုဘလို့တည်နိုင်တဲ့ဘလို့အရေးရှိစေလဲဆိုတာစမ်းစစ်ပြီးတော့သာဒီဥပဒေကိုပြဋ္ဌာန်းသင့်ပါတယ်လွတ်တော်ကြီးဆဆချင်းမှာဒီဥပဒေကိုပြဋ္ဌာန်းခြင်းဟာအမြင့်ကိုရိုက်ချိုးအမြင့်ကိုချိုးပြီးတော့အညွန့်ကိုချိုးတာနဲ့အတူတူပါပဲ